ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမလီဖရာရဲ့ဒီကနေပစ္စည်းစီးရင်းနဲ့နောက်ကျနေပြီဒီနေ့တော့မနက်ပိုင်းကဖောက်တယ်ပြီးအကုန်လုံးလုကုန်ပြီထင်တယ်သူသာဟဲ့သူသာဟင်းဦးတွေယူခဲ့ရော်လေး ီခါမှာသူစားကအင်းထဲကနေဟင်းအိုးတွေကိုယူလာခဲ့ပါတယ်။တမမေဟင်းအိုးလူဒီနဲ့ဂျန်တဲ့ပစ္စည်းတွေလှဲပေါ်မှာတမီးရင်ကလေးကထားပြီးသွားပြီ။ဒါဆိုငါသွားတော့မယ်နော်။နေ့ကိုလည်းသွားနှုတ်လိုက်တော့သူဟင်းသီးရွက်တွေသွားဝယ်ရအောင်မယ်။အလူပြောပြီးတဲ့နောက်မှာအသက်90အရွယ်ရှိတဲ့ဒွန်းမြကတွန်းလိန်တစ်ခုကိုတွန်းပြီးတော့လမ်းဘေးတနင်္လာမှာရူတီနဲ့ဟင်းတွေရောင်းနေပါတယ်။ဝေသူတွေအများကြီးပဲသူ့စီကနေပြီးတော့ရူတီနဲ့ဟင်းတွေဝေစားဖို့အတွက်တန်းစီနေကြပါတယ်။အမလီတော်ကြီး ကျွန်တော်တို့အလုပ်သမားတွေကဒေါ်ယူအဆောင်နေတာကြားနာပြီဒီနေ့နောက်ကျရင်တော့ကဲကျွန်တော်မနက်စားလေးမြင်မြပြင်ပေးပါဦးဒေါ်မြကမြင်မြဆန်းဆန်းနဲ့ပဲလူတီကိုအပူပေးပြီးတော့ဇပွဲပေါ်ကိုအစင်းတင်ပြင်ပေးပါတယ်ဟိရပါဟင်းထည့်ပေးရမှာလဲခရမ်းသီးလားရုံးပတိသီးလားအာလူးလားကလပဲပူသီးချက်လားဟင်းတွေအားလုံးကိုနည်းနည်းစီထည့်ပြီးတော့တော့ဟင်းတွေကရဲဝမွေးနေတာပဲဝင်းသူပြောတဲ့အတိုင်းဒေါ်မြကဟင်း၄၅မြို့လောက်ကိုထည့်ပြီးသူ့ကိုပေးလိုက်ပါတယ် အရာသာရှိတဲ့ဟင်းနဲ့ရိုတီကိုစားပြီးဝေသူကချီချူပါတယ်။တကယ်ပါပဲအတော်ရအတော်ချက်တဲ့ဟင်းတွေကရန်အရာသာရှိတာပဲ။အရာသာတော်တော်ကောင်းတယ်။အတော်လက်ရာတွေရှိမှ5 star စားတောက်ဆိုင်ရဲ့အစားတောက်တွေပါရှုံးပေးရတယ်။အတော်ကြောင့်ဈေးနည်းနည်းလေးနဲ့ကျွန်တော်တို့လူသမားတွေကဒီလောက်ကောင်းတဲ့မနက်စာကိုအဝါစားဝင်ရကြတာ။မဟုတ်ပါဘူးသားရဲ့။သားတို့လူသမားတွေကြောင့်သာအတော်ကဈေးရောင်းကောင်းနေရလေ။တော်မြကဆင်းရဲတဲ့အမျိုးသမီးတယောက်ပါ သူကကျွန်းလဲနဲ့ရူတီကိုရောက်လာတယ် ဒါလေးနဲ့ပဲသူ့မိသားစုစောင့်မနေရေးအဆင်ပြေနေပါတယ်။သူကစိတ်ထားကောင်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူ့ဆိုင်မှာလာအားပေးတဲ့ဝေသူတိုင်းကိုမိသားစုလိုသဘောထားကဇီအောင်ပေးပါတယ်။ဒီအခါမှာပဲသူ့ကိုမြင်ပြီးသူ့ရဲ့ဆိုင်ကိုပုံနာကြီးကရောက်လာခဲ့ပါတယ်။မင်္ဂလာပါတို့မြနေကောင်းရဲ့လားအားလုံးအဆင်ပြေပါနေနော်ဟုတ်မင်္ဂလာပါပုံနာကြီးဖျားသခင်ရဲ့ထောက်ပံ့မှုကြောင့်တနေ့စာတနေ့စောင့်ဝိနေရတော့အဆင်ပြေနေပါတယ်ပုံနာကြီးကိုကျမပြောခဲ့ရအဆင်ပြေလား ကျမသားလေးနဲ့ထိုက်တန်တဲ့မင်းကလေးကိုရှာတွေ့ပြီလားဒီမှာတော့မြကုဘကနေတော့နေရာတကာမှာစုံစမ်းပြီးတယ်ဒါမဲ့ခမည်းသားကစာတက်ပြီးတက်မဟုတ်တော့ဘင်းအင်ကားမှသူ့သမီးကိုမပီးစားခြင်းကြဘူးဒါမဲ့စိတ်ညစ်မနေပါနဲ့ဖျားသခင်ရဲ့အကောင်းကြီးတွေကြောင့်သူနဲ့ထိုက်တန်တဲ့သူကတနည်းအရမှတော့ရှိနေမှာပဲကဲဟိုးရှိရရင်မှမင်္ဂလာဆောင်ပေးရမှာမို့လို့သွားလိုက်ပါဦးမေခဏကြာမှပုံနာကြီးကချမ်းသာတဲ့သူဖြစ်တဲ့ဒေါ်နီလာရဲ့အိမ်ကို ရောက်လာပါတယ် အိမ်မှာသူ့ရဲ့သမီးမင်္ဂလာဆောင်ပွေးလေးရှိပါတယ်။မင်္ဂလာပါတို့နီလားဘလို့ဖြစ်ရတာရောတောကရောက်နေတဲ့ပုံမြင်နေရတယ်အခက်ခဲတစ်ခုခုဖြစ်နေတာလားဟုတ်တယ်ပုံသားကြီးမင်္ဂလာဆောင်ပွေးမှာချက်ပြုံးမဲ့စပူမူကချက်ချင်းရုတ်တရက်ကြီးမလာနိုင်တော့ဘူးတဲ့ခဏကြာမှပဲသူတို့သားဘက်ကလူတွေကရောက်လာတော့မှသူတို့ဘလို့ကြွေးရမလဲကျမတို့တော့ရှက်ကွေးတော့မှာပဲဒေါနီလာကအလိုပြောပြီးစိတ်ညစ်နေတဲ့အချိန်မှာသူတို့အိမ်မှာပကံတွေစီးဖို့ခေါ်ထားတဲ့ဒေါ်လာနဲ့ရမင်းတို့တာမီနီအောင်ရောက်လာပါတယ် ထီးမကြီးကျမသမီးလေးရမရဟင်းမျိုးစုံချက်တတဲ့မင်္ဂလာပွဲပဲဖြစ်ဖြစ်ပါတီပွဲပဲဖြစ်ဖြစ်သူချက်နိုင်နေသူတို့သားတွေလာဖို့အခုအချိန်လိုသေးရဲ့လေအဲ့ဒီအချိန်နဲ့ကျမသမီးအားလုံးပြီးအောင်ချက်ပြုတ်နိုင်ပါတယ်နင်တို့သားမီးနှစ်ယောက်ကတကယ်ပဲအချိန်မီချက်ပြုတ်နိုင်မှာပါနော်လူအယောက်ပေါင်း၄၀၀ဆောင်ချက်ရမှာလေဟုတ်ပါတယ်တထီးမကျမနဲ့ကျမအမေကသူတို့သားဘက်ကသူတွေမရောက်ခင်အချိန်မီချက်ပြုတ်နိုင်ပါတယ်ဒေါနီလာကသူတို့နှစ်ယောက်ကို ချမင်းချက်ခန်းနေခေါ်လာခဲ့ပါတယ် ိမ်မှာစားနေရိတ်ခါတွေပြည့်စုံထားထားပါတယ်။ဒါမီနှစ်ယောက်လုံးပေါင်းပြီးတော့ထမင်းဟင်းတွေစားချက်ပါတော့တယ်။အမေအမေတီးနဲ့နေကိုလှိဖြတ်နေလိုက်။တမီကြုံကိုနေလိုက်မယ်။ဒီလိုလှုပ်တွေကိုခွဲလုံးမှမမြင်ပြီးမှယမင်းကအနာယူခြင်းမရှိဘဲအဆက်မပြတ်လှုပ်တွေလှုပ်နေပြီးသုံးလနာရီအတွင်းမှာပဲအားလုံးချက်လို့ပြီးဆုံးသွားခဲ့ပါတယ်။စားစရာတွေအကုန်လုံးတော့လုံနိုင်ခဲ့ရလား။ငါယုံတော့မယုံနိုင်ဘူး။သုံးလေးနာရီအတွင်းမှာပဲနင်တို့နှစ်ယောက်ကလူယောက်၄၀သားကိုချက်ပြုတ်နိုင်တယ်။တမီးလေး ။တမီးလေးကအတို့တမီးရဲ့ဂုံသိခါကိုကယ်ဆယ်လိုက်တာပါပဲ။ဘုရားသခင်တမီးကိုကောင်းတဲ့အိမ်မှာအိမ်အောင်ချပေးပါစေ။ကေရော့ဒီပစံကိုယူလိုက်။ဒေါနီလာကအဲ့ဒီဆင်းရဲတဲ့တာမီးနှစ်ယောက်ရဲ့လှူအားကအနေနဲ့သူတို့ကိုပစံပေးလိုက်ပါတယ်။အဲ့ဒီခါမှာပုံနာကြီးကပြောလိုက်ပါတယ်။အမသမီးကတကယ်အလုပ်ကျိုးစားတယ်သူပဲ။သူဘယ်အင်ကိုပဲတော်တော်အဲ့ဒီမှာစားသောက်ဖို့အတွက်တော့ခက်ခဲပြန်မှာမဟုတ်ဘူး။တေးကြတယ်။ဒါပေမဲ့အခုလိုအချိန်အခါမှာဘသူမှလက်ဆောင်ပစ္စည်းမယူဘဲနဲ့လက်မထက်ချင်ကြဘူး။ တို့လက်မထက်ပြီးပဲနဲ့ကျမအသက်မဆုံးသောပါစီနဲ့လို့အမေးရဲစုတောင်းနေရှေ့မြေမှာသူနဲ့လိုက်ဖက်မဲ့ယောက်ျားလေးရှိရင်ပြောပြပါအောင်နော်ဒီဘက်မှာဒေါလာကသူ့သမီးအတွက်သူတို့သားရှာနေတဲ့အခါတခြားတစ်ဖက်မှာဒေါမြကသူ့သားလေးအတွက်သူတို့သမီးရှာနေပါတယ်ဒီအခါမှာတော့ပုံနာကြီးကသူတို့နှစ်ယောက်ကိုပြေးတွေ့လိုက်ပါတယ်အမေသမီးခုလက်မထက်ချင်သေးဘူးသမီးမအိမ်မက်တစ်ခုရှိရဲ့သမီးဟိုတယ်မန်နေဂျမန့်လုပ်ပြီးတော့ဟိုတယ်တစ်ခုကိုဖွင့်ချင်တာသမီးရဲ့အိမ်မက်ပြည့်သွားပါစေအမေရဲ့ ဒါပေမဲ့တမီးရဲ့ဒီလိုအခွင့်အရေးမျိုးခဏခဏမရောက်လာဘူးလေ။အမေကတမီးကိုခက်ခက်ခဲခဲနဲ့မွေးထားရတာနော်။တမီးပဲစဉ်းစားကြည့်ပါဦး။သူများတွေရဲ့အိမ်မှာပကံနေဆေးပြီးတော့အရင်စားဝင်းနေရေကိုပံ့ပိုးနေတဲ့သူဟာဘလို့လို့ပြီးတော့တမီးကိုဟိုတယ်ဖွင့်ပြီးလို့ရလောက်တဲ့အထိပတ်ဆက်နေကိုပံ့ပိုးပေးနိုင်မှာလဲ။တမီးမင်းမင်းဆက်ဆက်မဲ့လက်ထပ်ပြီးတော့တမီးရဲ့မိသားစုဘဝကိုဖန်တီးလိုက်ပါတော့နော်။ယမင်းကသူ့အမေရဲ့ဆုံးဖြတ်ချက်ကိုမငင်းနိုင်တော့ဘဲသူရနဲ့လက်ထပ်ပြီးသူ့ရောက်ခမအိမ်ကိုရောက်လာခဲ့ပါတယ်။ကြောက်ပါတမီးလေး။ အမီးရဲမှာတမီးကိုကြိုးစရယ်နော်။သူစားနေရောင်မကိုအခန်းထဲထိခေါ်သွားပြီးလိုက်အောင်။ဟုတ်ကဲ့မီးလာပါရောင်မ။ခဏကြာမှသူရကအခန်းထဲကိုရောက်လာပါတယ်။ဒီမဲနင်းသိတဲ့အတိုင်းမေငါတော့စားတက်ပြီးတော့မဟုတ်ဘူး။ငါဟင်းသင်းဟင်းရရောင်းနေ။ငါအမီးကရူတီနဲ့ဟင်းရောင်းနေ။ဒါမဲ့လေနင်းလိုချင်တာရရှိရင်ငါ့ကိုပြောလို့ရတယ်နော်။ရမင်းကအာနာနာနဲ့ပဲသူ့ရဲ့အိမ်မက်အကြောင်းတွေကိုပြောပြပါဗျ။ဟုတ် ကျမရဲ့ကိုဝိုင်5 star စားတော့ဆိုင်ကိုဖွင့်ချင်တာဒါမဲ့အဲ့လိုဟိုတယ်မျိုးဖွင့်ဖို့ပတ်စံတွေကတင်းချီပြီးကုန်မှာငါစီမှာအလောက်ပတ်စံမရှိဘူးလေရပါရဲ့ရှင်ကျမဒီရင်ရဲ့ချွေးမဖြစ်သွားပြီလေဒီရင်ရဲ့အခက်ခဲကိုနားလည်ပေးရမှာပေါ့ကဲအိတ်ကြရအောင်လေရမင်းကဝန်ဒေးဇွန်နဲ့ပဲအိပ်ပြောသွားပြီးနောက်နေ့မနက်မှာသူ့ရဲ့ပထမဆုံးဟင်းချက်ပွဲမှာအရသာရှိတဲ့စားတောက်တွေကိုချက်လိုက်ပါတယ်စားလို့ကောင်းလိုက်တာရောင်းမရဲ့ဘလူးချက်ထားရလဲတော့မသိဘူးရောင်းမ5 star စားတောက်ဆိုင်ကိုဖွင့်နေတယ် ။ယမင်းရဲ့ယောက်မသင်းကအဲ့ဒီစကားကိုစသလိုနောက်သလိုပြောလိုက်ပေမဲ့လည်းယမင်းကသူ့စကားကိုနားထောင်ပြီးသူ့အိမ်မက်ကိုခန်းစားနေမိပါတယ်။ဟာဒီကိစ္စမှာတန်စရာဝင်စရာမရှိဘူး။ငါချွေးမလေးကတကယ်ပဲ5 star စားတောက်ဆိုင်ကိုဖွင့်နိုင်တယ်။တမီးကကျွမ်းကျင်တဲ့စပူမှုတွေနဲ့ရှင်ပြိုင်နိုင်တယ်။အမေယမင်းကတကယ်ပဲ5 star စားတောက်ဆိုင်ဖွင့်ကျင်တာအဲ့ဒါကသူ့ရဲ့အိမ်မက်ပဲဒေါ်မြကအဲ့ဒီစကားကိုကြားသွားတဲ့အခါမှာသူကသူ့ချွေးမဘက်ကထောက်ခံလိုက်ပါတယ် တမီးရ5 star စားတော့ဆိုင်အောင်ဖွင့်ချင်အမီဘူးဘာတွေလုတ်ပေးရမှာလဲတမီးရရောက်မှဖြစ်တဲ့ hurry routine နဲ့ဟေးရောက်နေသူလေးရဖြစ်နိုင်တာတွေကိုအကုန်လုံးလုတ်ပေးမှာအဲ့ဒီအတွက်တင်းနှန်းတွေတက်ရမှာဝီရူဘီတသိန်းခွဲနဲ့အနည်းဆုံး3နှစ်လောက်တော့ကြာမယ်ဘာမှမဖြစ်ဘူးတမီးတီတီနှန်းအောင်တက်လိုအပ်လို့ရှိရင် DAOY ရောင်းပေးမယ်ဒါပေမဲ့စင်ရဲသားမင်းကလေးတောင်အောင်မြင်သွားဖို့ကပိုရေးကြီးရယ်ဒီတိုင်းသက်ရှင်နေရတာတက်ဒုက္ခခံပြီးတော့တစ်ခေါက်တော့ကြိုးစားကြည့်ရအောင်ပိုကောင်းတယ်လေနောက်နေမနေ့မှာတော့သမီး ီလက်ဝတ်ယတနာတွေကိုသစင်းရဲ့မင်္ဂလာဆောင်အတွက်တိတ်နာတာဒါပေမဲ့အခုတော့သူ့ကိုမင်္ဂလာဆောင်ဝင်မဲ့ကိစ္စကိုရက်လိုက်ပြီးဒါရီကိုအပေါင်ဆိုင်မှာပေါင်ပြီးတော့တမိတင်နဲ့တော့အိတ်လိုက်တော့မရဘူးမေဒီလက်ဝတ်ယတနာတွေကိုအမေကြီးကသစင်းအတွက်အပြမခံပြီးတော့လှုပ်ထားရပဲဖြစ်ရမေတမိအိမ်မပြေးပွားဖို့အတွက်တမိဒါရီကိုမရောင်းနိုင်ဘူးအာရောင်းမှာလေရောင်းမဆောင်တော့ဆိုင်ဖွင့်လို့ရှိရင်မင်္ဂလာဆောင်ပွဲကအဲ့ဒီဟိုတယ်မှာပဲဖြစ်မှာပဲလေမင်္ဂလာပွဲကိုလာရတဲ့သူတွေကလည်းစားကောင်းဟင်းကောင်းတွေကိုစားရမှာပေါ့ ကျွမ်းမလီပြောတာလုံးဝမှန်ကန်သွားပါစေ။ယမင်းကတော့စိတ်ပျော်ရွှင်သွားပြီးအဲ့ဒီလက်ဝယ်ရတနာတွေကိုအပေါင်းဆိုင်မှာပေါင်ပြီးတော့သူ့ရဲ့တင်းနှန်းကြီးပြီးပြီးတင်းနှန်းစားတတ်ပါတယ်။အိမ်မှာလည်းဟင်းမျိုးစုံတွေချက်ပြီးအကောင်းဆုံးချက်တတ်အောင်လေ့ကျင့်ပါတယ်။သူ့ရဲ့ရောက်ခမဆင်းရဲတဲ့သူကတော့နေပူကြီးထဲမှာရူတီနဲ့ဟင်းနဲ့ရောင်းပြီးဝမ်းရည်အတွက်ကြိုးစားနေပါတယ်။ဟင်းနဲ့ရူတီရမယ်ဟင်းနဲ့ရူတီအတော့ကျွန်တော်တို့ဘွဲလောက်။အော်ဟုတ်ပြီတူလေး။ဘာဖြစ်တာလဲအတော့စိတ်ညစ်နေတာလား။ ြတနာတစ်ခုခုရှိနေလို့လားဗျဟုတ်တယ်ဒူလေးရဲ့အတော်ရချွေးမလေးကတင်တန်းနေတက်နေလို့လေငွေအစင်မပြေမှုလေးတွေဖြစ်နေရောအတော်ကလည်းရူဒီနဲ့ဟင်းနေရောက်ပြီးတော့လုံလောက်တဲ့ပြဿနာမျိုးမရှာနိုင်ဘူးဖြစ်နေရယ်သူ့ဘယ်ရနေဟိုတယ်ဖွင့်ပေးရမလဲနားကိုမလဲတော့ဘူးအတော်ရဲ့ပြဿနာအတွက်ကျွန်တော်မှအဖြေရှိတယ်ကျွန်တော်ရဲ့ကုမ္ပဏီမှာဝန်ထမ်းတွေအများကြီးပဲအတော်ဒီလိုလုပ်ပါလားရူဒီနဲ့ဟင်းတွေကိုပါဆယ်ထုတ်ပြီးတော့အဲ့ဒီကိုလာရောက်လိုက်လေကျွန်တော်အလုပ်သမားတွေကတော့ရတာမရှိတဲ့စားတာအတွက်လည်းပြဿနာနေပေးနေကြတာ အတို့ဟာဆိုရင်တေချာပေါက်ရောင်းကောင်းမှာအဲ့ဒီဝဲသူရဲ့နီလန်းပြောင်းမှုပေါ်မှာဒေါမြကစဉ်းစားနေပြီးအိမ်ရောက်ပြီးတော့သူ့မိသားစုနဲ့တိုင်ပင်ဆွေးနွေးပါတယ်။ရရလေမေးအဲ့ဒီစက်ရုံမှာရူဒီဟင်းပါဆယ်ရီကိုတမိလိုက်ဖို့ပြီးမယ်။အဲ့ဒီကနေပါ ဝင်ငွေတွေရမယ်ဆိုရင်တော့ရောင်းမရဲ့ဟိုတယ်ဖွင့်ဖို့ကုန်ကြမဲ့ငွေတွေကိုအထောက်အကူဖြစ်တာပေါ့။တစင်းနင့်လိုမိန်းကလေးတယောက်ကစိတ်ယုံမှသွားပြီးဒီလိုမျိုးရောင်းတာငါမကြိုက်ဘူး။အမေကဟင်းနဲ့ရူဒီတွေပါဆယ်ထုတ်ထားပါ။ဒါဟင်းသင်းရွက်တွေကိုနောက်ကျမှပဲတွားရောက်တော့မယ်။ ရိုဒီနဲ့ဟင်းကိုပဲအရင်ဦးဆုံးစက်ယုံနေမှာတွားရောက်နိုင်မယ်။သူတို့ဆိုအရန်ကောင်းနေရှင်ကစက်ယုံနေမှာတွားရောက်နေတဲ့အချိန်ကျမဟင်းသီးဟင်းရွက်တူကိုတွားရောက်ဖို့အတွက်စဉ်းစဉ်လှုပ်ထားလိုက်မယ်။ရှင်အိမ်ပြန်ရောက်တာနဲ့အစားစားပြီးတော့ဇီးရောက်တန်းထွက်လိုက်ပေါ့။ဒီလိုပုံစံမျိုးနဲ့တမိသားစုလုံးကကြိုးစားအားထုတ်ကြပြီးစီးရင်နေတဲ့အချိန်မှာတော့ပတ်စံတွေကိုဟောတိန်ဖွင့်ဖို့အတွက်ခက်ခက်ခဲခဲနဲ့စူးကြပါတယ်။ဒီလိုပုံစံမျိုးနဲ့၃လနှစ်ကုန်ဆုံးသွားခဲ့ပါတယ်။အခုတော့ရမင်းကစားစရာမျိုးစုံကိုချက်တန်နေပါပြီ နောက်ဆုံးမှာတော့အားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကအရာထင်လာခဲ့ပါတယ်။ဒီတော့ routine နဲ့ဟင်းရောင်းတဲ့ဆင်းရဲတဲ့သူချွေးမလေးဟာ5 star hotel ကြီးကိုဖွင့်နိုင်ခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။